အဲ့တော့မစ္စရိယဆိုတာသဗ္ဗေကျမ်းမှာ၅မျိုးရှိတယ်တဲ့ဓမ္မတိကအာဝါတမစ္စရိယနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့တွန့်တိုတာဥပမာပဲပါစကားစီးတဲ့အခါနှစ်ယောက်ထိုင်တဲ့ထိုင်ကုန်ပေါ်မှာပေါင်ကားထိုင်တယ်ပြီးမှအထုတ်ချထားတယ်ကိုနလူမထိုင်အောင်မိသားစီးရင်လည်းထုတ်တူပဲပေါင်ကားထိုင်လိုက်တယ်နော်အထုတ်ပေးချတယ် ကိုနားလာတာမကြိုက်ဘူးမတည့်ရတဲ့လူနဲ့ခွင့်မပေးခြင်းမကိုနားအဲ့ဒီလူဟာမျိုးအဝတ္တမစ္စရိယလို့ခေါ်တယ်တာနမူနာတစ်ခုပြောပြတာပေါ့ဓိရဓိရဆိုးလာတာတွေရှိတယ်ပေါ့အဝတ္တမစ္စရိယဆိုကုလမစ္စရိယဆိုတာကိုယ်နဲ့အပေါင်းအသင်းလုပ်တဲ့ပုဂ္ဂိုလ် ိုနဲ့ခင်မင်းနဲ့မိတ်ဆွေတွေကိုနဲ့အပေါင်းအသင်းယဉ်ကြီးတဲ့မိတ်ဆွေတခြားလူနဲ့ခင်သွားမှာအောင်းသင်းမှာမလိုလားတဲ့စိတ်ဟောအဲ့ဒါကုလမစ္စရိယလာဘမစ္စရိယဆိုတာကိုရထားတဲ့ပစ္စည်းမျိုး သူများမရစေချင်တာကိုရထားတဲ့အခွင့်အရေးမျိုးကို သူများကိုမရစေချင်တာအဲ့ဒါလာဘမစ္စရိယ ဝဏမစ္စရိယဆိုတာလူတကာကကိုယ့်ကိုချီးမွမ်းတာကြိုက်တယ်ဒီပြင်လူကိုချီးမွမ်းလို့ရှိရင်တွန့်တိုတယ်ကိုရှိမှတစုံတယောက်ရဲ့ချီးမွမ်းကိုလာချီးမွမ်းတယ်ဆိုလို့ရှိရင်နော်မစ္စရိယသဘောလေးပါပေါ်လာတော့ဆိုရင်ကိုရှိမှလာပြီးတော့အေးဘယ်သူအဖြစ်ဘလောက်ဘယ်လိုတော်တာဘယ်လိုတော်တာဘယ်သူတော်တာလို့ပြောလာလို့ရှိရင် ရှင်နေကအမုံမစ္စရိယတရားရှင်တန်ပြီးတော့ဖြစ်လာရင်ဘာဖြစ်တယ်မင်းကမသိလို့ပါကွာဆိုဖြစ်လာနော်လူတယောက်တော်တယ်လို့ပြောလို့ရှင်တော်တယ်လို့ထောက်ခံချက်မပေးနိုင်ဘူးမင်းမသိပါဘူးသို့မဟုတ်သူတော်တော့တော်တယ်ဒါပေမဲ့ဆိုတာလာရင်အပြင်းပြောပြီးတာမှတ်အတင်းပြောခြင်းလို့ရှင်လူတွေကဒါပေမဲ့တည်းလားလား အဲ့ရင်းနဲ့ကလက်မခံနိုင်တဲ့အခြေအနေတစ်ခုအဲ့ဒါမစ္စရိယဝဏ္ဏမစ္စရိယကိုချီးမွှမ်းရင်ကြိုက်တယ်ကိုရှိမှသူများအကြောင်းလားချီးမွှမ်းရင်မခံနိုင်ဘူးအဲ့ဒါမစ္စရိယလို့ခေါ်တယ်ဓမ္မမစ္စရိယဆိုတာကိုတတ်တဲ့အတ္တပညာတစ်ခုရှိုးဝဲထားတာသူများကိုမသိစေဘူးဗမာပြည်မှာ မုံဖုတ်တဲ့အတတ်ပညာတွေရှိကြတယ်။ဆက်ပြာလုံးတဲ့အတတ်ပညာတွေရှိကြတယ်။ချက်တဲ့ပြုတ်တဲ့အတတ်ပညာတွေရှိတယ်။သို့တော်သင်ပြတဲ့ဆရာမအစရိယမုတ်ထီဆိုပြီးတော့ရှုပ်ဝဲချက်ကလေးတော့ဆုတ်ထားတတ်တယ်။အကုန်မပေးဘူး။ကုန်မပေးဘူး။အစရိယမုတ်ထီလို့ခေါ်ဆရာသားလေးခြံထားတယ်နော်။အဲ့ဒီလေးချင်မျိုးလေးကရှင်သန်နေသေးတယ် ရှုပ်ဝဲချက်တွေထားလာအဲ့ဒါကို top secret အောက်မှာဖြောက်ထားလိုက်ဗမာစေးတွေအလွန်ကောင်းတော်လဲပဲတမဲနမဲကို top secret ထဲထည့်ထားလိုက်တဲ့အခါကျသူသေးတော့ပျောက်သွားတယ်ဟောတိုင်းစေးတွေကအဲ့လိုနဲ့စွန့်သက်တီးတွေမရလိုက်တာဒါမစ္စရိယရဲ့မစ္စရိယကြောင့်ဖြစ်တာလေနော်မစ္စရိယကြောင့်ဖြစ်တယ်ကောင်းတဲ့ပညာရက်တွေဟာဖြန့်ဖြူးပေးရမှာဖြစ်တယ် ဘသူဝေတတ္တမစ္စရိယဆိုတော့မဖြစ်စေရဒါကဒီခေတ်ကလူတွေမှဒီနိုင်ငံကလူတွေမှမစ္စရိယရှိတာမဟုတ်တကဘာလုံးကလူတွေမှဒီအမုန်းတရားရှိတယ်ဒီမစ္စရိယဆိုတဲ့တရားရှိတယ်မြတ်စွာဘုရားလက်ထက်တော်အခါကလာတော့ကဘောဓိမင်းသားဆိုတာရှိတယ် ဥတ္တနမင်းနဲ့ဝတုလတ္တမိဖုရားတို့ကမွေးဖွားလာတဲ့ဘောရီမင်းသားသူဟာဘဲခတိုင်သူတုမာရခိရမြို့မှာမြို့စားအဖြစ်နေထိုင်အဲ့ဒီမှာသူကဒီဇိုင်းလှလှနဲ့ကောကနာကောကနုဒဆိုတဲ့ပြတ်သက်ချီကောင်းရင်ပြန်တက်နေသလိုကြာပွင့်ကြီးလို့ ကြွားကြွားဝင်းဝင်းနဲ့အလုံးကိုလှပ်ပါတဲ့တက်တက်ကြီးတစ်ခုဆောက်တာဆောက်လုပ်ပေးတဲ့ပညာပညာကတသမားဆရာလို့ပဲရှေ့ရတော့ခေါ်ကြတယ်ပေါ့နော်ခုခေတ်တော့အင်ဂျင်နီယာဆောက်လုပ်ရေးဒီဇိုင်နာတို့အတော်ကိုကောင်းအောင်ဆောက်ထားပြီးတဲ့အခါမှာဒီလိုအဆောက်အအုံမျိုးသူများကိုဆောက်ပေးမှစိုးသည့်အတွက်ကြောင့် အဲ့ဒီပညာရှင်ကိုမျက်လုံးဖောက်ဖြစ်တယ်။နောက်ထပ်မဆောင်နိုင်အောင်ဒါစာပေကျမ်းကမှာပါတဲ့မတန်တခုနော်။ပညာရှင်ကိုမျက်စိနှကွယ်အလေးမရအောင်ဖမ်းချုပ်ပြီးတော့မျက်စိကိုကန်းအောင်လုပ်လိုက်တယ်။အဲ့တော့လောကကြီးမှာပညာရည်ပြောက်ွယ်ကုန်တာတို့ပညာရှင်တွေဒုက္ခရောက်သွားတာတို့ဆိုတာဒီ အများအတွက်မသိစေချင်ဘူးဆိုတော့ဒါတော့ရှုံးရမယ့်ကိစ္စတော့ရှုံးရမှာဒီလိုကိစ္စမျိုးတွေဟာအများချမ်းသာဖို့ကိစ္စမျိုးတွေဆိုတာရှုံးရမှာမဟုတ်ဘူးဖြန့်ပြူပေးရမှာပဲဖြစ်တယ်အဲ့လိုဖြန့်ပြူပေးရမှာတွေကိုမစ္စရိယစိတ်အားချီးပြီးတော့အခုလိုလုပ်ခဲ့တာဆိုတာကမ္ဘာသမိုင်းမှာတော်တော်များများထင်ရှားရှိခဲ့တယ်ပေါ့နော် အဲ့ဒီမစ္စရိယမျိုးဟာအလုံးကိုကြောင်းမဲ့ဖွဲရအောင်နဲ့အမုန်းတရားတစ်ခုပဲမစ္စရိယရဲ့ရှင်မစ္စရိယနဲ့ရှင်တွဲလာတဲ့ဟာဒေါသပဲဖြစ်တယ်တမာအဖြစ်လူတွေကထင်ကြတယ်နှမျောတယ်ဆိုရင်လောဘလို့ထင်တာမဟုတ်ဘူးသူကဒီမစ္စရိယဆိုတာရဲ့နောက်မှာ သူနဲ့တွဲတာလောဒေါသနဲ့တွဲတယ်လောဘနဲ့မတွဲဘူးသူဥပမာတစ်ခုပြောပြမယ် အာလုံးသိတဲ့ဥပမာလေးခွေးလေးနှစ်ကောင်ဆော့ကစားနေတဲ့ချားမှာသူတို့နှစ်ကောင်ဟာချစ်ချစ်ခင်ခင်နဲ့နေကြတယ်အဲ့ဒီချားမှာအမဲယိုးလေးတစ်ချောင်းပြတ်ချလာရသွားတဲ့အကောင်ကကျန်တဲ့အကောင်ကိုရန်တုံးတော့တာဟိုကောင်ကလည်းသူ့ကိုကြိုက်တော့တာအဲ့ချာအဲ့ဒါကလည်းလို့ဆိုလို့ရှိရင်ကိုဟာကိုထိမ့်သိမ်းရှောင်းရှောင်းမှုဆိုတဲ့ ။ဟောကိုကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတဲ့အမဲရိုးရတဲ့ခွေးရလဲဟိုခွေးကိုရန်လုံးမှာပဲ။ဟိုခွေးကလည်းငါမရကောင်းလားသူသာရရမလားဆိုမကျေနပ်ဒေါသဖြစ်တယ်။နှစ်ဦးလုံးကဒေါသဖြစ်တယ်။ခွေးနှစ်ကောင်စလုံးကဒေါသဖြစ်ပြီးကြိုက်ကြတယ်။အဲ့ဒီသဘောပဲခိုင်ရိုင်းရိုင်းတွေးလို့ရှိရင်လူတွေမှဖြစ်နေတာ။